ညစီမရေဒီယိုအစီအစဉ်ကနေကြိုဆိုပါရစေ။ညစီမရေဒီယိုကမြန်မာပြည်သူတွေအတွက်ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိပါတယ်။ညစီမရေဒီယိုမနက်ပိုင်းအစီအစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်မနက်9:00နာရီကနေ9:00နာရီခွဲအထိအန်ဒိုမီတာ31မီတာ၉တက်သမ၄မဂါဟက်စကနေဖန်ယူနာဆင်နိုင်ပါတယ်။မြစီမာရေဒီယိုညနေပိုင်းအစီအစဉ်ကိုတော့နေ့စဉ်မြန်မာစံတော်ချိန်ည9:00နာရီကနေ9:00နာရီခွဲအထိ9.6မီတာ စက်ခွန်တက်သမား9မှတ်ကဟက်စကနီထုတ်လွှင့်သွားမှာဖြစ်ပါရဲ့ရှင်။ င်္ဂလာပါရှင်မြန်မာနိုင်ငံသူနိုင်ငံသားအားလုံးဘေးကင်းလုံခြုံပြီးစိတ်ချမ်းသာကိုယ်ကျန်းမာရှိကြပါစေလို့မြစီမရေဒီယိုဖွဲ့သူဖွဲ့သားတွေကဆုတောင်းမြတ်တာပို့သလိုက်ပါတယ်မေလ30ရက်တောက်ကြနေ့ညပိုင်းမြစီမရေဒီယိုအစီအစဉ်ကိုမြန်မာစံတော်ချိန်ည9နာရီကနေ9နာရီခွဲအထိစတင်ထုတ်လွှင့်နေပါပြီကျမတို့ရွှေနွယ်ပါဒီကနေ့ညနာဆင်ကြားမယ့်သတင်းတွေကတော့ချက်အမှတ်54မှာရှိတဲ့ဒေါအောင်ဆန်းစုကြည်ရဲ့နေအိမ်မပါပဲမြေတဝက်ကိုအရင်ရောက်ချဖို့ဦးအောင်ဆန်းဦးလျှောက်ထားတဲ့သတင်းနဲ့အတူ စစ်ကောင်စီကိုနိုင်ငံခြားဝင်ပုံမရရှိစေမဲ့ရှင်နန်တဲ့တဘာဝတံခွေစီမံကိန်းတက်ကိုထိုင်းကုမ္ပဏီနဲ့လက်မှတ်ရေးထိုးတဲ့သတင်းအပါအဝင်နောက်ဆုံးရပြည်တွင်သတင်းတွေကိုနားဆင်ကြရပါမယ်။အဲဒီနောက်မှာတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေနဲ့အတူဗီဇာလန်ညွန်အစီအစဉ်တို့ကိုလည်းထုတ်လွှင့်သွားမှာဖြစ်ပါရဲ့ရှင်။မင်္ဂလာပါရှင်။နောက်ဆုံးရပြည်တွင်သတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်။ကျွန်မကတော့ဂျူချာမှ ရန်ကုန်မြို့တက္ကသိုလ်ရှိတာလမ်းမှာရှိတဲ့ချမ်းမှတ်54ကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့နေအိမ်အပါမြေတဝက်နီပါးကိုခြံပြီးတော့ကျန်းတဲ့မြေတအေးကောက်ကိုအရင်ရောင်းချဖို့ဥအောင်ဆန်းဦးကကမာရွက်ခရိုင်တရားရုံးမှာမေလ29ရက်နေ့ကရှောက်ထားလိုက်ကြောင်းအမှုနဲ့နေဆက်သူတယောက်ကမြစ်မာကိုပြောပါရတယ်။အဲ့ဒီမြေတဲအေကောက်ကိုလေလံတင်ရောင်းချတာဒါမှမဟုတ်လေလံမတင်ပဲရောင်းချတာနဲ့ပတ်သက်ပြီးဘလို့လုံးဖို့ရှိတယ်ဆိုတော့ကိုတော့မသိရသေးပဲ တရားရုံးရဲ့အမိန့်ပေါ်မှာမူတည်ကြောင်းအဲ့ဒီနိဇတ်သူကဆိုပါတယ်။ဥအောင်ဆန်းဦးနဲ့ဒေါအောင်ဆန်းစုကြည်တို့ရဲ့မိခင်ဒေါခင်ကြီးနာမည်ပေါက်ချမ်းမှတ်54ဟာတတသမ923ဧကကျဲဝန်ပြီးလက်ရှိမှာဒေါအောင်ဆန်းစုကြည်ရဲ့နေအပါဝင်မြေတုံညတတသမ923ဧကကိုချမ်းထားပြီးကျန်တဲ့တဲ့ဘက်ကိုအရင်ရောင်းချဖို့လျှောက်ထားတာဖြစ်ပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ယုံချင်းကိုဇွန်လ9ရက်နေ့ကို ပြန်လည်ချိန်ဆထားကဒေါန်ဆန်းစုကြည်ရဲ့ရှေ့နေအဖွဲ့ဘက်ကရှောက်လဲချက်ပေးရမှာဖြစ်တယ်လို့သိရပါဗျ။ချမ်းမှတ်54အမွေဆိုင်မှုနဲ့ပတ်သက်ပြီးအဲ့ဒီချိန်မှာရှိတဲ့နှစ်ထပ်အိမ်နဲ့မြေတဝက်ကိုဒေါန်ဆန်းစုကြည်က၎င်းတစ်ထပ်တိုင်းနဲ့မြေတဝက်ကိုဥအောင်ဆောင်ဦးက၎င်းခွဲဝေဖို့ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက2016ခုနှစ်မှာအမိန့်ချမှတ်ခဲ့ပါဗျ။ အဲ့ဒီအပေါ်မှာဥအောင်ဆန်းဦးကမကျေနပ်တဲ့အတွက်ခြံဝန်းတစ်ခုလုံးကိုလေလံပစ်ပြီးရရှိတဲ့တံမိုးကိုတယောက်တစ်ဝက်ခွဲယူဖို့ဒေါခင်ကြီးမတိဆုံးခင်က၎င်းရဲ့အတူဖြစ်သူဥခင်မောင်အေးကိုအမွေပေးခဲ့တဲ့ချမ်းမှတ်54ထက်မှရှိတဲ့နောက်ထပ်အိမ်တစ်လုံးနဲ့မြေကိုပါထဲသွင်းခွဲဝေဖို့အယူခံအစစ်စင်တက်ခဲ့တာမှပယ်ချခံခဲ့ရပြီးတဲ့နောက်အာနာသိန်းကာလ2022ခုနှစ်ထက်မှပြည်တော်စုတရားလွှတ်တော်ချုပ်ကဥအောင်ဆန်းဦးရဲ့ရှောက်ထားချက်အတိုင်းခွင့်ပြုခဲ့တာဖြစ်ပါတယ်။ အရိနာဦးအောင်ဆဦးကချမ်းမှတ်54တခုလုံးကိုပထမအကြိမ်ကျပ်315ဘီလီယံဒုတိယအကြိမ်ကျပ်300ဘီလီယံတတိယအကြိမ်ကျပ်290ဘီလီယံနဲ့စတုထအကြိမ်ကျပ်290ဘီလီယံတို့နဲ့ဈေးလျှော့ပြီးလေလံပစ်ခဲ့တာမှာ၄ကြိမ်စလုံးဝယ်ယူသူမရှိခဲ့ပါဘူး။ ဒါကြောင့်နောက်တစ်ကြိမ်ရောင်းချမှုမှာလေလံဈေးနှုန်းကိုတုံဆန်းစုကြည်ဘက်ကသတ်မှတ်ပေးဖို့ဥအောင်ဆန်းဦးဘက်ကတင်ပြခဲ့ပေမဲ့လေတရားရုံးကမေလ22ရက်နေ့မှာပယ်ချခဲ့တဲ့အတွက်လက်ရှိမှာတရေကောက်ကိုခွဲပြီးရောင်းချဖို့ထပ်မံတင်ပြလာတာပဲဖြစ်ပါရဲ့ရှင်။ စကိုင်းတိုင်းချောင်းမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ကလက်နက်ကြီးနဲ့ပြက်ခတ်ခဲ့ရာမှန်ချိုကြီးရွာနဲ့တမန်းကန်ကြီးရွာတွေကိုကြားရောက်ပတ်ကွဲတာကြောင့်ဒေသခံတို့ဒေဆုံးပြီးတော့နောက်ထပ်နှုတ်ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ချောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံကသိရပါဗျ။မေလ29ရက်နေ့နေ့လယ်ပိုင်းအချိန်မှာငရှန်ကြီးရွာမှာထိုင်းချတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့က120မမလက်နက်ကြီးနဲ့ပြက်ခတ်ခဲ့ရာ တမင်ကန်ရွာကဒေသခံတအူသေးဆုံးပြီးတော့နောက်ထပ်တအူထိခိုက်ဒဏ်ရာရှိသွားတာဖြစ်ပါတယ်။အလားတူပဲမန်ချိုကြီးရွာမှာလည်းစကောက်စီတက်ရဲ့လက်နက်ကြီးကြီးကဘုံကြီးချောင်းအတွင်ကိုကြားရောက်ပောက်ကွဲခဲ့ရာဒေသခံတန်းကတော့တပါထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ချောင်းမြွနယ်ဘက်ကဖားပြန်ကြားရေးတာဝန်ခံကပြောပါတယ်။ ။လက်နက်ကြီးနဲ့ပြက်ခတ်ခံရတဲ့ခြေရွာတွေကချောင်းမြို့နယ်အရှိချမ်းနဲ့တောင်ချမ်းမှာရှိတဲ့ခြေရွာတွေဖြစ်ပြီးလက်ရှိအချိန်မှာဒီခြေရွာတွေအနေကိုစစ်ကောင်စီတပ်စစ်ကြောင်းတစ်ခုရှိနေတာကြောင့်ဒီကိုက်သေးဆုံးသူတွေရဲ့အသေးစိတ်ခြေနေတွေကိုမသိရသေးကြောင်းဆိုပါရယ်။ချောင်းမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ကဒီကြောင်းတိုက်ခိုက်မှုလက်နက်ကြီးပြက်ခတ်မှုနဲ့ဖမ်းဆီးတပ်ပြမှုတွေကိုနေစဉ်ပြုလုပ်နေတာကြောင့်အခုမေလာတလအတွင်းမှာတေဆုံးသူလူရဲ့20ကျော်ရှိနေပြီဖြစ်တယ်လို့သိရပါရယ်ရှင်။ စစ်ကောင်စီကိုနိုင်ငံသားဝင်ငွေပို့မှုရရှိစေမဲ့မௌတမကန်လွန်လှုပ်ွက်ရှင်းနံတဲ့တဘာဝဓာတ်ငွေစီမံကိန်းအသစ်ကိုထိုင်းကုမ္ပဏီ Gulf Petroleum မြန်မာနဲ့စစ်ကောင်စီလောက်ခန်းစွမ်းအင်ဝင်ကြီးဌာနမြမရှင်းနံတဲ့တဘာဝဓာတ်ငွေလုပ်ငန်းတို့ကြားမေလ29ရက်နေ့ကနေပြီးတော့မှလက်မှတ်ရေးထိုးခဲ့တယ်လို့သိရပါဗျာ။ မௌဒမကန်းလွန်လောက်ကွမ်မ10မင်းရဲသူစီမံကိန်းမှာရေနံတဲ့တဘာဝဓာတ်ငွေရှောက်ဖွေ24ထုတ်လုပ်သုံးဆွဲနိုင်ဖို့အတွက်ထုတ်လုပ်မှုအပေါ်ခွဲဝေခန်းစားရေးစာချုပ် PSC ကိုလက်မှတ်ရေးထိုးချုပ်ဆိုခဲ့တာဖြစ်တယ်လို့ဒီကနေ့မေ30ထုတ်စစ်ကောင်စီထိချုပ်ထားတဲ့အကြေမုံသတင်းစာမှာဖော်ပြပါဗျာ။အဲ့ဒီစီမံကိန်းကရရှိမဲ့အကျိုးမဲ့ကိုဘလို့ခွဲဝေခန်းစားရရှိကြောင်းစစ်ကောင်စီကထုတ်ပြန်ပြောဆိုတာမရှိပါဘူး။ စီမံကိန်းရီမန်ချက်အနေနဲ့လာမယ့်2028ခုနှစ်အတွင်းမှာပထမဦးဆုံးသဘာဝဓာတ်ငွေစတင်ထုတ်ယူနိုင်ရေးရီမန်ထားတယ်လို့သိရပါဗျ။စီမံကိန်းမှာရေနံနဲ့သဘာဝဓာတ်ငွေလုပ်ငန်းတွေမှာငွေကြေးထက်ဝင်မှုအားကောင်းလာတာနိုင်ငံခြားငွေပို့မှုရှောက်ဖွေပေးနိုင်တာပြည်ရင်းအလုပ်အကိုင်ခွင်လန်းပေါ်ပေါက်လာတာနဲ့ ပြည်ရင်းရှင်နံနဲ့သဘာဝဓာငွေလိုအပ်ချက်ကိုတစ်ဖက်တစ်လမ်းကနေဖြည့်ဆည်းပေးနိုင်တာစတဲ့အကျိုးကျေးဇူးတွေရရှိမှာဖြစ်တယ်လို့စစ်ကောင်စီခန့်စွမ်းအင်ဝန်ကြီးဦးကိုကိုလွန်ကစာချုပ်ထုတ်ဆိုတဲ့အခမ်းအနားမှာပြောပါရယ်လက်ရှိထုတ်လုပ်နေတဲ့ကမ်းလွန်စီမံကိန်းကြီးတွေမှာထုတ်လုပ်မှုတွေကြာဆင်းလာနေပြီးတော့စီမံကိန်းပြီးဆုံးမဲ့ကာလတွေကလည်းနှီးကပ်လာတဲ့အတွက်အလားလာကောင်းလေရှိတဲ့လောက်ွက်တွေမှာရေနံတဲ့သဘာဝဓာတ်ငွေလုပ်ငန်းတွေဆောင်ရွက်နိုင်မှုအစီအမံနေကြောင်းလဲဥက္ကိုကိုလွင်ကထည့်ပြ ဦးကိုကိုလွင်ကထည့်သွင်းပြောပါရယ်လက်ရှိစစ်ကောင်စီနဲ့လက်မှတ်ရေးထိုးလိုက်တဲ့ထိုင်းကုမ္ပဏီ Gulf Petroleum မြန်မာဟာထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှနာဝက်ထရာရဲ့စီးပွားရေးလုပ်ငန်းဒါရိုက်တာအဖွဲ့မှအုပ်ချုပ်မှုဒါရိုက်တာတယောက်ဖြစ်ခဲ့ပြီးဝန်ကြီးချုပ်ဟောင်း Charles Yang Chai ရဲ့အကြံပေးဖြစ်ခဲ့တဲ့ ထိုင်းတထေကြီးချုပ်ချိုင်းရံပန်ရွန်းကစောထောက်နောက်ခံပေးထားတဲ့ပုဂ္ဂလိကရှင်နယ်နဲ့တဘာဝထံွေကုမ္ပဏီတစ်ခုဖြစ်ကြောင်း Justice for Myanmar က2022ခုနှစ်ဇွန်လတည်းမှထုတ်ပြန်ထားခဲ့ပါတယ်။အဲဒီကုမ္ပဏီမှာစင်ကာပူနဲ့ဩစတြေးလျနိုင်ငံတွေမှာစီးပွားရေးလုပ်ငန်းတွေရှိတဲ့ထိုင်းနိုင်ငံအခြေဆိုင် Northern Gulf Petroleum Group ရဲ့အစိုးရပိုင်းတစ်ရပ်ဖြစ်ပြီးတော့လက်ရှိ Gulf Petroleum Myanmar ရဲ့ဥက္ကဋ္ဌမှာ Smart Group of Communities ရဲ့ Director နဲ့ဥက္ကဋ္ဌဖြစ်တဲ့ကျော်ကျော်လှိုင်းဖြစ်ကြောင်းသိရပါတယ်။ဒါ့အပြင် Gulf Petroleum မြန်မာဟာ2022ခုနှစ်မှာရဲရုံကံကလွန်သဘာဝဓာတ်ငွေစီမံကိန်းနဲ့ပိုင်လိုင်းကိုမလေးရှားနဲ့ဂျပန်စီးပွားရေးလုပ်ငန်းတွေစုပေါင်းအဖွဲ့အစည်းကနေရယူခဲ့ပြီးဥရောပသမဂ EU နဲ့ American ပြည်ထောင်စုတို့ကဒဏ်ခတ်ပိတ်ဆို့မှုချမှတ်ထားတဲ့စေအုပ်စု ထိန်းချုပ်မြမရေနံသဘာဝဓာတ်ငွေလုပ်ငန်း MOG နဲ့မိတ်ဖက်ဆောင်ရွက်ခဲ့တယ်လို့ JFM ရဲ့အချက်အလက်တွေအရသိရပါဗျာ။ မြန်မာမှာလက်ရှိအချိန်အထိရေနံနဲ့သဘာဝဓာတ်ငွေတူးဖို့ထုတ်လုပ်တဲ့ရေဒနာရေဒကွန်ဇော်ရီကရွှေကန်းလွန်စီမံကိန်းကြီး၄ခုထပ်မံရှာဖွေထုတ်လုပ်နိုင်ရေးဆောင်ရွက်နေတဲ့ကန်းလွန်စီမံကိန်းကြီး၂ခုစုစုပေါင်း၆ခုရှိပြီးဖြစ်ကအခုလက်မှတ်ရေးထိုးတဲ့မင်းရဲသူစီမံကိန်းဟာတတမမြောက်ကန်းလွန်စီမံကိန်းကြီးဖြစ်ပြီးစစ်ကောင်စီလက်ထက်ပထမဆုံးအကောင့်ထဲဖော်နိုင်တဲ့စီမံကိန်းဖြစ်တယ်လို့စစ်ကောင်စီကဆိုထားပါတယ်ရှင်။ မေလ30ရက်တောက်ကြနေညဘက်မြစည်းမရေဒီယိုအစီအစဉ်ကိုဆက်လက်ထုတ်လွှင့်နေပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းပိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသပင်လောင်းမြို့နယ်ဆောင်းပြောင်းကြီးရွာမှာ10ရက်ကြာတိုက်ပွဲပြင်းထန်ခဲ့တဲ့တိုက်ပွဲရုပ်သံဖိုင်ကိုဖဲကုံ PDF ကဒီကနေ့မေလ30ရက်နေ့မှာထုတ်ပြန်လာပါတယ်။မေလ19ရက်နေ့ကစတဲ့ကဆောင်းပြောင်းရွာအနီးမှာကင်းဒီအမျိုးသားများကာကွယ်တပ် KNDF တော်လှန်ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီလက်အောက်ကပိုးပြည်သူစစ်ပီအန်အိုပီအန်အီတို့ကြားမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ ဒီတိုက်ပွဲတွေရက်တိုင်းလိုလိုပြင်းထန်ခဲ့ပြီးတိုက်ပွဲအတွက်မှာစကောင်စီတပ်ကစခန်းကုန်းမကြားရင်လေကြောင်းလက်နက်ကြီးတွေနဲ့ဇက်တိုက်ပစ်ကူခဲ့ပေမဲ့စကန်ကုန်းတော်တော်များများကိုတော်လိုင်းအင်အားစုတွေဘက်ကတင်ပတ်ရရှိခဲ့တယ်လို့ဖေကုံ PDF ကကြေညာချက်မှာထည့်သွင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်တုံးမှန်နေနဲ့လက်နက်ခရမ်းတွေကိုလည်းတင်စီရရှိခဲ့တယ်လို့ဆိုပါတယ်။လက်ရှိမှာဆောင်းပြောင်းခြေရွာမှာ PNA ပြည်သူ့စစ်အဖွဲ့ကအင်အား600လောက်နဲ့ပြန်လည်တပ်ဆွဲနေရယူထားပြီးဒေသခံထောင်ထဲကြီးစစ်ဘေးတိမ်ရှောင်နေကြပါတယ်ရှင်။ ရန်ကုန်မြို့မှော်ပြည်မြို့နယ်မှာရှိတဲ့စစ်ကောင်စီတပ်နဲ့ဆက်နွယ်သူတွေပိုင်ဆိုင်တဲ့ဆိုင်ကန်သုံးကန်းကိုလက်ပစ်ပုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းရန်ကုန်အာမီ YA တပ်ဖွဲ့တာဝန်ရှိသူကပြောပါရယ်။မှော်ပြည်မြို့နယ်ရန်ကုန်ပြည်အဝေးပြေးလမ်းကြီးပေါ်မှာတည်ရှိတဲ့တက်ကြီးကုန်းကြီးရွာအုပ်ချုပ်ရေးမှူးအောင်သူနဲ့မိသားစုဝင်တွေပိုင်ဆိုင်တဲ့စတိုးဆိုင်ကွန်ပျူတာမိတူဆိုင်ဂက်ဆိုင်တွေကိုမေလ30ရက်ည9:55မိနစ်အချိန်မှာဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ် အုပ်ချုပ်ရေးမှူးအောင်သူနဲ့မိသားစုဟာစစ်ကောင်စီလေတပ်အငိမ့်ဆောင်ဝန်ထမ်းတွေဖြစ်ပြီးသူ့ရဲ့ညီအငယ်ဆုံးဖြစ်သူဟာလက်ရှိစစ်ကောင်စီလေတပ်မှာတာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း WA အဖွဲ့ကဆိုပါတယ်။လက်ပြပုံနဲ့ပြက်ခတ်တိုက်ခိုက်မှုမှာဆိုင်ကန်းတွေရဲ့ထိခိုက်ပျက်စီးမှုတွေကိုနေမြေကန်ရဲဘော်တွေစီမေးမြန်းထားဆဲဖြစ်တယ်လို့ WA တပ်ဖွဲ့တာဝန်ရှိသူကဒီကနေ့မွန်လွယ်ပိုင်းမှာမစ္စမကိုဖြေကြားထားပါတယ်။ အရေးတက်ခိုင်းမှုကိုရန်ကုန်မြို့မြို့ပြပျောက်ကြားတပ်ဖွဲ့တွေဖြစ်တဲ့ရန်ကုန်အာမေ YA နဲ့အနောက်ပိုင်းခရိုင်ပကဖာတို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပါတယ်ရှင်။နောက်ဆောင်ရပြည်ရင်းသတင်းတွေကိုနားဆင်ခဲ့ကြတာဖြစ်ပါတယ်ဆက်လက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုထုတ်လွှင့်သွားမှာပါရှင်။ ကမ္ဘာအစီကားဆုံးစိတ်ကမ်းမြို့ရီတဲကတစ်ခုဖြစ်တဲ့တရုတ်နိုင်ငံကျယ်ကျန်းပြည်နယ်မှာရှိတဲ့နင်းပေါင်စိတ်ကမ်းကပို့ကုန်လုပ်ငန်းရှင်တွေဟာအမေရိကန်ရဲ့ကုန်သွယ်မှုစီးမင်းတွေအဆက်မပြတ်ပြောင်းလဲနေတာကြောင့်သူတို့ရဲ့အနာဂတ်ဟာမရေရာသေးဘူးလို့မေလ29ရက်နေ့ကပြောပါတယ်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဧပြီလမှာကုန်သွယ်ဘက်နိုင်ငံအားလုံးနီးပါးကိုစီးချက်ခွန်တွေချမှတ်ပြီးတဲ့နောက်ကမ္ဘာတတိယအကြီးဆုံးကွန်တိန်နာစိတ်ကမ်းမြို့ဖြစ်တဲ့ တရုတ်အရှိပိုင်းနင်းပောင်မြို့ကကုန်ပျက်စီးပေးတွင်းသူတွေဟာစိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ American Federal တရားရုံးကတရုတ်နိုင်ငံကို အထူးရည်ရွယ်တဲ့အချို့အခွန်ကောက်တွေပါဝင်အရေးပေါ်အာဏာသုံးတဲ့ American ရဲ့အခွန်ကောက်များစုကိုတမ်းမြစ်ဖို့မေလ28ရက်နေ့ကတုံဆုံးဖြတ်ခဲ့ပါရဲ့ဒါပေမဲ့အဲ့ဒီတရဲနေဟာတရုတ်ပို့ကိုလုပ်ငန်းရှင်တွေအတွက်များစွာစိတ်သက်သာရမရခဲ့ပါဘူး ပုံပြစည်းကလည်းစိတ်ကမ်းမှာတောင်းတနေရမတင်ပို့ရဘဲအနာဂတ်မှာမရေမရာဖြစ်နေကြောင်းနင်းပေါင်မြို့နယ်ဆက်ဖြတ်ကျော်ကုန်စည်ပြပွဲမှာပုဂ္ဂိုလ်လုပ်ငန်းရှင်တွေက AFP ကိုပြောပါတယ်ဂျနီဗာမြို့မှာမေလာကတရုတ်နဲ့အမေရိကန်အရာရှိတွေတွေ့ဆုံမှုအပြီးစီးချက်ခွန်အပြန်အလှန်ကောက်မှုကိုရပ်ပေါင်း90ဆိုင်းငံ့ထားပါတယ်ဒါပေမဲ့မတိချမရေရာမှုတွေဆက်ရှိနေသေးပါအမေရိကန်စီးပွဲကိုမှန်းဆမရနိုင်တာကြောင့် ယခုအခါတရုတ်ပို့ကိုလုပ်ငန်းရှင်တွေဟာသူတို့ရဲ့ထုတ်ကုန်တွေကိုအခြားနိုင်ငံတွေကိုရောင်းချဖို့ကြိုးစားနေကြပါတယ်။ဧပြီလမှာထိုင်းအင်ဒိုနီးရှားနဲ့ဗီယက်နမ်တို့လိုမျိုးနေရာတွေကိုတင်ပို့မှုမှာတိတိတတ်တာမြင့်တက်လာခဲ့ပြီးမူလကအမေရိကန်တင်ပို့ဖို့ရည်ရွယ်ထားတဲ့ကုန်စီအများပြားကိုအဲ့ဒီနိုင်ငံတွေကိုပို့လိုက်ကြတာပဲဖြစ်ပါတယ်ခင်ဗျာ။ နယ်စပ်ပစ်ခတ်မှုအတွင်းကမ္ဘောဒီးယားစစ်သားတဦးသေဆုံးသွားခဲ့ပြီးတဲ့နောက်ကမ္ဘောဒီးယားနဲ့တင်းမာမှုတွေလျှော့ချဖို့သဘောတူခဲ့ကြောင်းထိုင်းစစ်တပ်ကကြားသာပေးနေမှာပြောပါတယ်။အရှေ့တောင်အာရှနှစ်နိုင်ငံအကြားစစ်အေးရပစ်ခတ်မှုတွေ2008ခုနှစ်ကပေါ်ပေါက်ခဲ့တာပါ။အဲဒီနောက်ပြတ်တောင်းပြတ်တောင်းအကြမ်းဖက်မှုတွေနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့ရာအနည်းဆုံး28ဦးသေဆုံးခဲ့ရပါတယ်။ တပ်မှုဗိုလ်ချုပ်ကြီးပနာကလူပလွတ်တုတ်ကကမ္ဘောဒီးယားတပ်မှုတွေနဲ့တွေ့ဆုံခဲ့ပြီးအခင်းဖြစ်ပွားရာနေရာကနေနှစ်ဖက်တပ်တွေဆုတ်ခွာပေးဖို့သဘောတူခဲ့ကြတယ်လို့ထိုင်းကြီးတပ်ပြောရေးဆိုခွင့်ရှိသူဝမ်တိုင်းဆူဗရီကကြေညာချက်ထုတ်ပြန်ပြောပါတယ်နေဆက်ပြိပခပြတနာဖြည့်ရှင်ရေးအတွက်ပူးတွဲနေချာကော်မတီနှစ်ပတ်အတွင်းတွေ့ဆုံမယ်လို့လဲသူကဆက်ပြောပါတယ် နေဆက်မှာထိုင်းကြီးတက်တဲ့အပြန်အလှန်ပစ်ခတ်ရာကနေကမ္ဘောဒီးယားစစ်သားတဦးဗုဒ္ဓုံးတွေကတေဆုံးခဲ့ရတယ်လို့ကမ္ဘောဒီးယားစစ်တပ်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အရှိတောင်အာရှထိပ်သီးအစည်းအဝေးကိုကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပြီးအာဆီယံအဖွဲ့ကြီးအနေနဲ့ပုံမူပူးပေါင်းဆောင်ရွက်သွားကြဖို့ကတိပြုခဲ့ကြပြီးတဲ့နောက်မှာကြာမြင့်စွာကလေးကအကဲဆက်နေတဲ့နေဆက်ဒေတာမှာအခုလိုရှာရှာပါပါတေဆုံးမှုပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနယ်ကြားဆောင်ဘက်ကပြစ်ခတ်လို့သူတို့စစ်သားတွေကပြန်လည်ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ထိုင်းစစ်တပ်ကဗိုလ်တုံးနေမှာပြောပါရယ်ကမ္ဘောဒီးယားဘက်ကအပြစ်ရက်ဖို့မြစ်တာရက်ခံခြင်းမပြုမီတစ်ဖက်နဲ့တစ်ဖက်အပြန်အလှန်10မိနစ်ခန့်ပြစ်ခတ်ခဲ့ကြတယ်လို့ထိုင်းစစ်တပ်ကပြောကြားထားပါရယ် အခုဆက်လက်ပြီးတော့အပတ်စဉ်ကဏ္ဍအနေနဲ့ဗီဇာလည်ညွှန်စီစဉ်ကဏ္ဍအစဉ်ကြားမှာဖြစ်ပါတယ်။ဒီတစ်ပတ်မှာတော့ပေါ်တူဂီနိုင်ငံရဲ့ဗီဇာတွေအကြောင်းနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာပါရှင်။ဒီမှာပြည်သူများအားလုံးမင်္ဂလာပါရှင်ဒီတစ်ပတ်ရဲ့ visa directory အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ ဒီကနေ့မှာတော့ဥရောပနိုင်ငံတွေကတခုဖြစ်တဲ့ပေါ်တူဂီနိုင်ငံကိုတွားရောက်လည်ပတ်ခြင်းတဲ့သူတွေရှောက်ထားရမယ်။ဗီဇာမျိုးစားအကြောင်းနဲ့အတူလိုအပ်တဲ့အချက်အလက်တွေပေါ်တူဂီနိုင်ငံကတွားရောက်လည်ပတ်တဲ့နေရာတွေအကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။၂025နှစ်စရဲ့စစ်တမ်းတွေအရာပြောင်းရွှေ့နေထိုင်မှုအတွက်အကောင်းဆုံးအဖြစ်အတိမတ်ပြုခံရတဲ့နိုင်ငံတွေထဲမှာနံပါတ်1နေရာရရှိထားတဲ့ပေါ်တူဂီနိုင်ငံကဥရောပတိုက်ရဲ့အနောက်တောင်ဘက်မှာတည်ရှိတဲ့နိုင်ငံဖြစ်ပါတယ်။ အတ္တလန်တိတ်သမုတ်တရားမှာတည်ရှိတာကြောင့်ယဉ်ကျေးမှုရှုထောင့်များစွာကိုလွှတ်မိုးထားတဲ့နိုင်ငံတစ်ခုဖြစ်တဲ့အပြင်ပေါ်တူဂီနိုင်ငံရဲ့ဘေးတုကာလက်ရာတွေကြောင့်ကမ္ဘာလှည့်ခရီးသွားများစွာသွားရောက်လည်ပတ်နေကြတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်မြန်မာနိုင်ငံသား passport ကန်ဆောင်ထားသူတွေအနေနဲ့ပေါ်တူဂီနိုင်ငံကိုသွားရောက်လည်ပတ်ခြင်းနဲ့ဆိုရင်ရှန်ဂန်ဗီဇာအမျိုးအစားကိုလျှောက်ထားမှာဖြစ်ပါတယ် ရှန်ဂန်ဗီဇာဆိုတာကဥရောပတိုင်းမှာရှိတဲ့28နိုင်ငံရှန်ဂန်အဂရီမန့်စာချုပ်လက်မှတ်ရေးထိုးထားတဲ့ကမ္ဘာအကြီးဆုံးဗီဇာဖရီးဇုံလို့သတ်မှတ်ထားပြီးဥရောပနိုင်ငံတွေကိုလည်းပတ်နိုင်တဲ့ဗီဇာအမျိုးအစားဖြစ်ပါတယ်။ရှန်ဂန်နိုင်ငံတွေထဲမှာနိုင်ငံတစ်ခုထပ်ပို့ပြီးတော့တွားရောက်လဲပတ်မယ်ဆိုပါကအချိန်အကြာဆုံးတွားရောက်လဲပတ်မယ်နိုင်ငံရဲ့သက်ဆိုင်ရာတန်ရုံမှာဗီဇာစတင်လျှောက်ထားမှာဖြစ်ပါတယ် ရှန်ဂန်ဗီဇာလျှောက်ထားဖို့အတွက်အဓိကလိုအပ်တဲ့စာရွက်စာတမ်းတွေကတော့တက်မှတ်ထားတဲ့ဗီဇာဖောင်ကိုမှန်ကန်စွာဖြည့်စွက်ပြီးလက်မှတ်ရေးထိုးရန်နိုင်ငံကူးလက်မှတ်မှတ်ပုံတင်သကောင်စီးရင်မူရဲမိတူတို့အပြင်35 mm 45 mm ရောက်ဆုံးဓာတ်ပုံနှစ်ပုံတွားရောက်လဲပတ်မဲ့နိုင်ငံတွေရဲ့လေယာဉ်လက်မှတ်တွေနဲ့ hotel booking အပါအဝင် travel itinerary အသေးစိတ်တွားရောက်လဲပတ်မဲ့ခရီးစဉ်အသေးစိတ်ကိုရေးဆွဲထားတဲ့ trip plan ယူရို3000ကာဗာဖြစ်တဲ့ခီးသွွားအာမခံ bank statement လုပ်ငန်းပိုင်ဆိုင်မှုအထောက်အထားဒါမှမဟုတ်ဝန်ထမ်းပြပါကအလောက်ကနေအားလက်ရခွင့်ပြုချက်ရရှိထားတဲ့စာတို့လိုအပ်မှာဖြစ်ပါတယ်။မြန်မာနိုင်ငံသား passport ကိုင်းဆောင်ထားသူတွေအတွက် ရှန်ဂန်နိုင်ငံတွေမှာကာလာတိုနေထိုင်မှုအတွက်ရက်60အထိခွင့်ပြုထားပါတယ်။ရှန်ဂန်ဗီဇာလျှောက်ထားဖို့အတွက်တည်ထားတဲ့အကြောင်းအရာတွေကတော့လျှောက်လာတင်သွင်းခြင်းလျှောက်လာတွေကိုတတ်မှတ်ထားတဲ့နေရာတွေကနေတင်သွင်းရမှာဖြစ်ပါတယ်။ဥမာအပြင်ပေါ်တူဂီနိုင်ငံကိုသွားရောက်လည်ပတ်ဖို့အတွက် မြန်မာနိုင်ငံပြင်သစ်ကိုစားပြု Visa Application Center ဖြစ်တဲ့ VFS Global ကနေတဆက် Visa လျှောက်ထားမှာဖြစ်ပါတယ်။ Appointment ရယူခြင်း Visa လျှောက်လွှတ်တင်မှုအတွက်ရက်ချင်းကြိုတင်ရယူဖို့လိုအပ်ပါတယ်။ကိုသွားရောက်လည်ပတ်မဲ့ခရီးသွားရမတိုင်းမီအနည်းဆုံး15ရက်ကြိုတင်လျှောက်ထားဖို့လိုအပ်ပြီး6လတက်ဆော့ပြီးတော့လျှောက်ထားလို့လည်းမရပါဘူး။ ဘာမက်ထရစ်ဒေတာပေးခြင်းရှောက်ထားသူကမိမိလက်ပွေရာပေးဖို့အတွက်လိုအပ်ပြီးတကယ်လို့ရှောက်ထားသူကသတ်မှတ်ထားတဲ့ကာလအတွင်းမှာအရင်ကရှန်ကန်ဗီဇာအတွက်လက်ပွေရာပေးထားခဲ့ဖို့သူဖြစ်ရင်တော့ထပ်မံပေးဖို့အတွက်မလိုအပ်ပါဘူးဗီဇာကြေးဗီဇာကြေးကတော့လူကြီးတွေအတွက်ယူရို60နဲ့အသက်6နှစ်နဲ့ဆနှစ်နဲ့ကြားကလေးတွေအတွက်ယူရို55ကျတဲ့မှာဖြစ်ပါတယ်။တကယ်လို့ဗီဇာညှင်းပယ်ခံရရင်ဗီဇာကြေးကိုပြန်လည်ရရှိမှာမဟုတ်ပါဘူး။ ကြာချိန်နော်ဝေးဗီဇာအတွက်တော့လှုပ်ဆောင်ကြခြင်းက၃ပတ်လောက်ကြာနိုင်ပြီးတော့လိုအပ်မှုတစုံတရာရှိရင်45ရက်အထိတိုးပြီးတော့ကြာမြင့်နိုင်ပါတယ်။ဒါကြောင့်ဗီဇာမလျှောက်ခင်ခရီးအစီအစဉ်ကိုအသေးစိတ်ချိန်ကပ်ပြီးစီစဉ်ထားဖို့အတွက်လိုအပ်ပါတယ်။ဥရောပနိုင်ငံတွေထဲမှာအခြေချနေထိုင်မှုစဉ်းစားနေရဆိုရင်တော့ပေါ်တူဂီနိုင်ငံကအကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ပေါ်တူဂီနိုင်ငံမှာရေရှည်အခြေချနေထိုင်နိုင်မဲ့ Golden Visa Program ကအရန်ကိုနာမည်ကြီးပါတယ်။ Golden Visa Program က investment loan တွေမျိုးဖြစ်ပြီးတော့ပေါ်တူဂီနိုင်ငံမှာအနည်းဆုံးပေါင်း2300တန်းအင်ချမ်းမြေဝယ်ယူပြီး၃လအတွင်းမှာဝယ်ယူသူကို EU residency အဖြစ်ပေးပါတယ်။ဝယ်ယူသူရဲ့ဇနီးကလေးမိဘအလုံးကလည်း EU resident ဖြစ်ခွင့်ရှိတာကြောင့်အာရှကလူချမ်းသာတော်တော်များများကရွေးချယ်နေထိုင်လျက်ရှိနေပါတယ်။ E resident ရှိထားတဲ့သူတွေကပေါ်တူဂီနိုင်ငံတဲမကဘဲနဲ့ရှန်ကန်ဗီဇာဆုံးအတွက်မှာဗီဇာမလိုဘဲနဲ့စိတ်ကြိုက်ဝင်ထွက်သွားလာနိုင်ပါတယ်။၅နှစ်ပြည့်တဲ့အခါမှာတော့ citizenship ဖြောက်ထားနိုင်ပါတယ်။သူရဲ့အာသာချက်ကတော့တခြားနိုင်ငံတွေလို၅နှစ်လုံးပေါ်တူဂီမှာနေထိုင်ဆရာမလိုဘဲပထမနှစ်ကို9ရက်နဲ့နောက်နှစ်တွေမှာ14ရက်အနေပြဖို့ပဲလိုပါတယ်။ပေါ်တူဂီနိုင်ငံမှာမနေချင်ရင်အိမ်သွားဝယ်ထားပြီးတော့ကိုယ့်ရဲ့မူလနေထိုင်တဲ့နိုင်ငံမှာဆက်နေလို့လည်းရပါသေးတယ်။ ပေါ်တူဂီနိုင်ငံကကမ္ဘာအငြိမ်းစမ်းဆုံးနိုင်ငံ10နိုင်ငံထဲမှာပါဝင်ပြီးစပိန်နဲ့နယ်နိမိတ်ချင်းထိစပ်နေတဲ့နိုင်ငံဖြစ်ပါတယ်။မြို့တော်ကတော့လက်စ်ဘွန်ဖြစ်ပြီးတော့သမိုင်းကျွယ်ဝမှုအရသာရှိတဲ့အစားအစာတွေကမ္ဘာကျော်ဝိုင်းနေနဲ့လှပတဲ့ကမ်းခြေတွေကြောင့်လာရောက်လက်ပတ်သူတွေကိုဆွဲဆောင်လျက်ရှိနေပါတယ်။ပေါ်တူဂီနိုင်ငံကကမ္ဘာသမိုင်းမှာစူဇန်ရှာဖွေခင်မှာအရေးပါတဲ့နေရာကပါဝင်ခဲ့ပြီး ဖက်စကိုတကားမားလိုမျိုးမူးမတ်တွေမွေးဖွားရနိုင်ငံတစ်ခုဖြစ်ပါတယ်။ဒါကြောင့်တွားရောက်လဲပတ်မဲ့ဆိုရင်လက်ပတ်လေးလာဆရာများစွာရှိနေပါတယ်။ပေါ်တူဂီနိုင်ငံကနိုင်ငံငယ်တစ်ခုဖြစ်ပေမဲ့လက်ပတ်ဆရာတွေများတာကြောင့်တွားရောက်လဲပတ်မဲ့ဆိုရင်မသွားမဖြစ်တွားရောက်လဲပတ်တင်တဲ့နေရာတွေကိုလည်းဆက်လက်ပြီးတော့ပြောပြပေးသွားမှာဖြစ်ပါတယ်။ Lesbon လက်စပွန်မြို့ကပေါ်တူဂီနိုင်ငံရဲ့မြို့တော်ဖြစ်ပြီးတော့ရောင်စုံအဆောင်တွေ၊သမိုင်းဝင်လမ်းတွေ၊ချစ်ဆက်ဖွဲ့ရက်ကွက်တွေနဲ့လှပတဲ့မြင်ကွင်းတွေကြောင့်ကြော့ကြပါရတယ်။ လက်စပိုးမြို့ကရှေးအခါက finishion လူမျိုးတို့စတင်တည်ထောင်ခဲ့တာဖြစ်ပြီးတော့မြို့တစ်မြို့ဖြစ်ပြီးရောမလူမျိုးတွေကဒီမြို့ကိုတိုက်ခိုက်သိမ်းယူခြင်းမပြုမီကပင်စီကားလျက်ရှိခဲ့တာဖြစ်ပါတယ်။လက်စပိုးမြို့ကိုရောက်ရင်တွားရောက်လဲပတ်တင်တဲ့နေရာတွေကတော့ Belen Tower 16ရာစုမှာတိဆောက်ခဲ့တဲ့မျောစင်ဖြစ်ပြီးတော့ပေါ်တူဂီရဲ့အောင်မြင်တဲ့ရေချောင်းသမိုင်းတင်ဂီတာတစ်ခုလည်းဖြစ်ပါတယ်။ မန်နီရပီတုကာစတိုင်းနဲ့တိဆောက်ထားပြီးတော့ targets မြေကမ်းပေါ်မှာတရှိတာကြောင့်နေဝင်ချိန်မှာဓာတ်ပုံရိုက်ဖို့အတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ Geronimo's Monastery UNESCO ရဲ့ကမ္ဘာအမွေအနှစ်စည်ရင်းဝင်ဖြစ်ပြီးတော့ပေါ်တူဂီရဲ့ရွှေခေတ်ကိုကိုစားပြုပြီးအလွန်ကျူးအလားဆင်ထားတဲ့ပီတုကာလက်ရာတွေကိုလေ့လာနိုင်ပါတယ်။ Alpha မရက်ကွက် Lesbos မြို့ရဲ့အသက်အကြီးဆုံးရက်ကွက်ဖြစ်ပြီးကျင်းပြောင်းတဲ့လမ်းတွေရောင်စုံအိမ်တွေနဲ့ပြည့်နှက်နေပါတယ်။ အယ်ဖာမာရက်ကွက်ကို Trump 28နဲ့လှက်ပတ်ကြည့်ရှုနိုင်ပါတယ်။ South Georgia Gasdell မြို့တော်ရဲ့အမြင့်ဆုံးနေရာမှာတည်ရှိပြီးတော့ Lesbo မြို့ရဲ့ပြန်ပြူးတဲ့မြင်ကွင်းကိုကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင်17ရာစုကရဲတိုက်နဲ့တမိုင်းဝင်နေရတဲ့ကိုလည်းလေ့လာနိုင်မှာဖြစ်ပါတယ်။ Prasetto Commercio Tagus မြို့ကံပေါ်မှာတည်ရှိပြီးတော့အဝါရောင်အဆောင်အုံနဲ့ဘိုရှိခင်ဂျိုးစွမ်ရဲ့မျက်စိရုပ်ထုလည်းရှိပါတယ်။အနီးနားမှာရှိတဲ့ Cafe Martin Hotel အခေတာမှာ coffee တောင်းရတဲ့အပန်းဖြစ်လို့ရပါတယ်။ ခီးသွားအကြံပြုချက်အနေနဲ့လက်စပွန်မြို့ကိုအနည်းဆုံး3ရက်ကနေ4ရက်လောက်အချိန်ပေးပြီးလဲပတ်တဲ့ကမြို့တွင်းမှာသွာလာဖို့အတွက်မြေအောက်ရတာဘတ်စ်ကားနဲ့ထရမ်နစ်ကအဆင်ပြေစွာသွာလာနိုင်ပါတယ်။ပေါ်တိုမြို့ပေါ်တိုမြို့ကပေါ်တူဂီနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်ပြီးတမိုင်းဝင်အစားအုံတွေကဘာကျော်ပေါ့ဝိုင်းနေနဲ့ဒေါ်ရိုမြကန်းတွေကလည်းကြော်ကြပါတယ်။ပေါ်တိုမြို့ကိုရောက်ရင်သွားရောက်လဲပတ်တဲ့နေရာတွေကတော့ဒေါမ်လူးဝစ်ဒတာ အော်တိုမျိုးရဲ့အထင်ရှားဆုံးအဆောင်ဖြစ်ပြီး Eiffel Tower Designer ရဲ့တပည့်ဖြစ်သူကတည်ဆောက်ခဲ့တဲ့တန်တရာကြီးဖြစ်ပါတယ်။အပေါ်တက်ကနေဒေါ်ရိုမြင့်နဲ့မြို့ရဲ့ရှုခင်းတွေကိုကြည့်ရှုနိုင်ပြီးတော့နေဝင်ချိန်မှာအလွန်လှပတဲ့နေရာတစ်ခုဖြစ်ပါတယ်။ Lavaria လယ်အိုကမ္ဘာအလှဆုံးစားဆိုင်တစ်ခုအဖြစ်ကြော်ကြပြီးနီယွန်အလင်းတွေလိမ္မော်ရောင်လှေကားကျူးတွေနဲ့နတ်သမီးပုံမြင်ဆန်တဲ့ဘီတုကာလက်ရာတွေကိုလေ့လာနိုင်ပါတယ်။ Ribera District ပေါ်တိုမျိုးရဲ့နှလုံးသားလို့ခေါ်ဆိုနိုင်တဲ့ရက်ွက်ဖြစ်ပြီးရောင်စုံအိမ်တွေမြကန်တခြားမှာရှိတဲ့ကဖေးတွေနဲ့သမိုင်းဝင်လမ်းကြောင်းတွေနဲ့ပြည့်နှက်နေပါတယ်။ဒေါ်ရိုမြကန်ကနေပြီး Dom Louis Van der Rae ရဲ့ရှုခဲနေကိုတည်ချမြင်ရပါတယ်။ Port Wine Cellars ဒေါ်ရိုမြကန်ရဲ့တစ်ဖက်ချမ်းမှာတည်ရှိပြီးတော့ Wine Channel မှာ Port Wine ကိုတွားရောက်တောက်တင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ ခေသွားအကြံပြုချက်အနေနဲ့ပေါ်တိုမြို့ကို၂ရက်၃ရက်လောက်အချိန်ပေးပြီးလဲပတ်တဲ့ကပေါ်တိုကတ်ဝယ်ယူပြီးတော့အများပြည်သူသက်ယူပို့ဆောင်ရင်းနဲ့ပြားလိုက်တယ်မှာရှော့ဆေးရယူနိုင်ပါတယ်စင်ထရာမြို့စင်ထရာမြို့ကပေါ်တူဂီနိုင်ငံရဲ့နသမီးပုံမြင်မြို့အဖြစ်ကြော်ကြပြီးလက်စဘွန်မြို့ကနေရထားနဲ့မိနစ်၄၀သာကွာဝေးပါတယ်တမိုင်းဝင်ရဲတိုက်တွေလျှို့ဝှက်ဥယျာဉ်တွေနဲ့စိတ်ကူးယဉ်ဆက်တဲ့ပြည်သူကလက်ရာတွေကြောင့်တွားရောက်လဲပတ်တဲ့မြို့တစ်ခုဖြစ်ပါတယ်။စင်ထရာမြို့ကိုရောက်ရင်တွားရောက်လဲပတ်တဲ့နေရာတွေကတော့ဖီနာဖဲလစ် စင်ထရာမြို့ရဲ့အထင်ရှားဆုံးသင်္ကေတဖြစ်ပြီးကမ္ဘာအယောင်အသွေးအစုံလင်ဆောင်နန်းနောက်အဖြစ်ကြောကြပါတယ်၁၉ရာစုရဲ့ Romantic Style ဘီတုကာနဲ့တိဆောက်ထားကမိုးမြော့ခေါမှုတွေနယံဆေးရောင်တောက်ပမှုတွေနဲ့စိတ်ဝင်စားပွဲကောင်းပါတယ်မြန်မာတဲ့တောင်ထွပေါ်ကနေလဲစင်ထရာရဲ့ဒေသကြည်လင်တဲ့ရှုခင်းတွေကိုလေ့လာနိုင်ပါတယ်ကင်တာရာရီကယ်လာရာလေဝတ်ဥမင်လှိုင်းကောင်းတွေစမ်းကြဲတဲ့ဘီတုကာလက်ရာတွေနဲ့အစင်းစင်ကြားတဲ့ဥယျာဉ်တွေကြောင့်ကြောကြပြီးကမ္ဘာအလားဆုံးဂျိုင်းဝမ်လို့ခေါ်တွင်ပါတယ် လက်ပတ်ရင်းနဲ့ဒဏ္ဍာရီလား Freemasonry သင်္ကေတတွေကိုရှာဖွေနိုင်ပါတယ်။ Morris Castell 700ဆို900ဆိုလောက်က Muslim Arab တွေတိဆောက်ခဲ့တဲ့တမိုင်းဝင်ခန့်တက်နေရန်တွေဖြစ်ပြီးတောင်ကုန်းမော်ကနေ360 degree Pina Palace နဲ့ Atlant တိတ်သမုံတရားကိုမြင်တွေ့နိုင်တဲ့ရှုခင်းနေအတွက်အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ခန့်တက်နေရန်တွေပေါ်မှာလမ်းလျှောက်ရင်းနဲ့တမိုင်းကိုခန်းဆားနိုင်မှာဖြစ်ပါတယ်။ Monserrate Palace အိန္ဒိယ Kota တင်းနဲ့ မွတ်စလင်ပြည်သူ့ကာစတိုင်တွေရောဆက်ထားတဲ့နန်းတော်ဖြစ်ပြီးတော့တဘာဝဥယျာဉ်နဲ့အတူလှပစွာတည်ရှိတာကြောင့်အချိန်ပိုရင်တွားရောက်လဲပတ်သက်ပါတယ်။ခီးသွွားအကြံပြုချက်အနေနဲ့တော့စင်ထရာမြို့ကိုတနေ့တာခီးစဉ်အဖြစ်လက်စပွန်ကနေတွားရောက်လဲပတ်နိုင်ပါတယ်။အလာဂါဗီကန်ဂျီအလာဂါဗီကပေါ်တူဂီနိုင်ငံရဲ့အလှဆုံးကမ်းခြေဒေသအဖြစ်ကြော်ကြပြီးရွှေရောင်သဲတောင်မြင်တွေထူးဆန်းတဲ့ကျောက်ဆောင်တွေနဲ့ကြီးလင်တောက်ပတဲ့အတ္တလန်တိတ်သမုဒ္ဒရာရေပြင်လို့ကြောင်းကမ္ဘာလှည့်ခီးသွားတဲ့အတူနှစ်သက်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ အလာကာဗီကမ်းခြေကိုရောက်ရင်ကမ်းခြေမှာအပန်းဖြစ်နိုင်တဲ့အပြင်တခြားတားရောက်လည်းပတ်တင်တဲ့နေရာတွေကတော့ Binagel Sea Cave အလာကာဗီရဲ့အကျော်ကြားဆုံးတဘာဝအံဖွဲ့ကူဖြစ်ပြီးတဘာဝကဖန်တီးပေးထားတဲ့အမိုးပေါကူနဲ့နေရောင်ခြေတွေကိုအတွင်းကိုစိတ်ဝင်ကမော်ဆန်တဲ့အလင်းရောင်ကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါအပြင်ဂူအတွင်းမှာလှေဝက်တဲ့သဲတောင်မြင်တစ်ခုလည်းရှိပါတယ်။ Priya Dharma in ဟာ ဥရောပရဲ့အလားဆုံးကမ်းခြေတွေကတခုအဖြစ်သတ်မှတ်ခံထားပြီးရွှေရောင်သဲတွေကြည်လင်တဲ့ရေပြင်နဲ့ထူးဆန်းတဲ့ကြောက်ဆောင်တွေကြောင့်ကြော်ကြားတဲ့နေရာတခုဖြစ်ပါတယ်။ကမ်းဆောက်လမ်းကြောင်းတွေပေါ်ကနေကမ်းခြေရဲ့အလှပဆုံးရှုခင်းတွေကိုမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ပွန်တာတာပီရာဒါကြီးကြောက်ဆောင်မျောစင်းတွေလိုင်းကိုရီနဲ့အပြာရောင်ရေကန်ကြီးတွေနဲ့ဖွဲ့စည်းထားတဲ့အဲ့ဒီနေရာကအလာကာဗီရဲ့အထင်ရှားဆုံးသဘာဝရှုခင်းဖြစ်ပါတယ်။လေစီခရီးနဲ့ကြောက်ဆောင်တွေအနည်းကိုတွားရောက်နိုင်ပြီးတော့ရင်းငုတ်ချင်းလဲလုံနိုင်ပါတယ်။ မာတီရာနဲ့အဇိုရက်စ်ပေါ်တူဂီနိုင်ငံရဲ့ကျွန်းဒေသတွေဖြစ်ပြီးတော့မပြတ်စည်တဲ့သဘာဝအလှမြေတောင်တွေနဲ့ရေငုပ်ခရီးတွေအတွက်အကောင်းဆုံးနေရာဖြစ်ပါတယ်။မာတီရာနဲ့အဇိုရက်စ်မြို့ကိုတွားရောက်လဲပတ်ရင်တွားရောက်လဲပတ်တဲ့နေရာတွေကတော့ဖန်ရှယ်မာတီရာရဲ့မြို့တော်ဖြစ်ပြီးတော့ရောင်စုံဈေးတွေတမိုင်းဝင်ဖျားကြောင်းတွေရော်နယ်ဒိုရဲ့မွေးရမြေဖြစ်တာကြောင့် CR7 ပြတိုက်တို့တည်ရှိပါတယ်။ပေါ်တိုမိုနစ် တဘာဝရေကန်တွေကြောက်ဆောင်တွေကြားမှာတဘာဝအတိုင်းပြပေါ်နေတဲ့ရေကန်တွေနဲ့အတ္တလန်တိတ်သမုတ်တရားလှိုင်းတွေနဲ့ရောဆက်ထားတဲ့ရေပူစမ်းတွေလည်းတည်ရှိပါတယ်လာကိုရာဒိုဖိုကိုဆောင်မီကောအိုင်လန်အဇိုရက်စ်ရဲ့အလားပါဆုံးကန်နေတဲ့ကတစ်ခုဖြစ်ပြီးဆောင်မီကောကျွန်းပေါ်မှာတည်ရှိပါတယ်။မီးတောင်ကန်အပြာရောင်ရေပြင်နဲ့ဆိတ်လန့်တဲ့တစ်တောတွေကဓာတ်ပုံရိုက်ဖို့အတွက်အလားဆုံးနေရာဖြစ်ပြီးတော့အလားပါဆုံးရှုခင်းတွေကိုမြင်တွေ့နိုင်ပါတယ်။ဘာကြောင့်ပေါ်တူဂီနိုင်ငံကိုတွားရောက်လဲပတ်တင်တာလဲ။ဈေးနှုန်းသက်သာခြင်း ဥရောပနိုင်ငံတွေထဲမှာဈေးနှုန်းသက်သာပြီးတော့အရေးအသွေးမြင့်ဝန်ဆောင်မှုတွေကိုရရှိနိုင်ပါတယ်။တဘာဝအလှတရားကမ်းခြေတွေတောင်တွေစိမ်ဆန်းတွေနဲ့လှပတဲ့ကြေးလက်ဒေသတွေပေါ်များလာကြောင်းမှာရင်းကျေးမှုနဲ့တမိုင်းကမ္ဘာအမွေနဲ့နေရာတွေ18ခုရှိပြီးတော့ဘီတုကလည်းရာတွေကိုခန်းဆားနိုင်ပါတယ်။အစားအစာလက်ဆက်တဲ့ပင်လယ်စာတွေ Pesteda Nata Port Wine ဘကေဟာငါ၆တို့ကိုမြေဆန်းနိုင်မှာဖြစ်ပါတယ်။ ော်တူဂီနိုင်ငံကိုတွားရောက်လဲပတ်ဖို့အတွက်အကောင်းဆုံးအချိန်ကတော့မေလကနေစက်တဘာလအတွင်းဖြစ်ပြီးရာသီဥတုပူနွေးပြီးတော့ကမ်းခြေတွေနဲ့ပြင်ပလှုပ်ရှားမှုတွေအတွက်အကောင်းဆုံးအချိန်ဖြစ်ပါတယ်။အော်တိုဘာကနေဧပြီလကတော့လူထုထပ်မှုနဲ့ပြီးတမိုင်းဝင်နေရာတွေကိုငြိမ်သက်စွာလေ့လာနိုင်မှာဖြစ်ပါတယ်။ဒီနေ့မှာတော့ဥရောပနိုင်ငံတွေကပေါ်တူဂီနိုင်ငံကိုတွားရောက်လည်ပတ်နိုင်တဲ့ဗီဇာအမျိုးအစားတွေအကြောင်းနဲ့ပေါ်တူဂီနိုင်ငံအတွက်မှာတွားရောက်လည်ပတ်တဲ့နေရာတွေအကြောင်းကိုပြောပြပေးခဲ့တာဖြစ်ပါတယ်။ နောက်တစ်ပတ်ဒီမှာလည်းအာရှဥရောပနိုင်ငံတွေအကြောင်းနဲ့တွားရောက်လည်ပတ်နိုင်တဲ့ဗီဇာတွေအကြောင်းအပြင်အခြားအခြားသောစိတ်ဝင်စားပွဲသိရှိထားတဲ့အကြောင်းအရာတွေကိုအပတ်စဉ်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက် Visa Directory အစီအစဉ်ကိုစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။ ရေဒီယိုကထုတ်လွှင့်နေတဲ့သတင်းအစီအစဉ်တွေသတင်းဆောင်မတွေစက်တွယ်မြင်းမြန်းချက်တွေနဲ့ပတ်သက်ပြီးသောတာရှင်တို့အနေနဲ့ဝေဖန်ချမ်းပြချက်တွေနဲ့ရင်းမှွင်ပြောပြခြင်းနဲ့အကြောင်းအရာတွေကို108 FM Facebook Page နဲ့ Messenger နဲ့အတူမြင်းစမရေဒီယိုဆောင်မရှင်ဆိုတဲ့ Telegram Group ကိုစာရင်းသားပေးပို့နိုင်ကြပါတယ်။သောတာရှင်တို့ရဲ့ဝေဖန်ချမ်းပြချက်တွေကိုကြိုဆိုပါရစေရှင်။ မြစီမားရေဒီယိုရဲ့ဒီကနေ့ညအတွက်အစီအစဉ်ကတော့ဒီလောက်ပါပဲမြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဆရာနာရှင်ဘေးကနေကင်းဝေးပြီးကိုစိတ်နှပါကြမှာချမ်းသာပါစေလို့မြစီမားရေဒီယိုဖွင့်သားတွေကဆုတောင်းမြတ်တာပို့တာလိုက်ပါတယ်မြန်မာပြည်သူတွေနဲ့တူရက်တည်နေမယ်မြစီမားရေဒီယိုပဲဖြစ်ပါတယ်နားဆင်ကြတဲ့သူတွေအားလုံးကြမ်းမာကြပါစေရှင်